င်္ဂလာပါရှင်2016ခုနှစ်မတ်လ23ရက်ဗုဒ္ဓနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်အောင်စုဝါရှင်တန် DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါပြီကျွန်မဟိမဆိုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်တော့မှာပါဒီကနေ့သတင်းတွေထဲမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလွှတ်တော်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကလိုက်လံတွေ့ဆုံမဲ့သတင်း NLD ပါတီအစိုးရဖွဲ့တဲ့အချိန်မှာကြာရတာဝန်ထမ်းဆောင်ပေးဖို့ဒေါအောင်ဆန်းစုကြည်ကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကကမ်းလှမ်းခဲ့တဲ့အကြောင်းသူရဦးအောင်ကိုကပြောလိုက်တဲ့သတင်းစတဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ပြတော့မှာဖြစ်ပါတယ်။အဲဒီနောက်လာရှိုးမျိုးနယ်ကလီစုတိုင်းရင်းသားဒုက္ခသည်စခန်းမှာဝမ်းပြက်ဝမ်းလျှော်ဖြစ်ပွားနေတဲ့အကြောင်းမန္တလေးမြို့မင်္ဂလာဆေးမှာမင်းညာကမီးလောင်ကျွမ်းတဲ့အတွက်လူနေအိမ်ခန်းနဲ့ဆိုင်ခန်းအများအပြားမီးတွေပါသွားတဲ့အကြောင်း ကွယ်လွန်သူအမျိုးသားစာစုဆရာကြီးသခင်ကိုယ်တော်မရဲ့နှစ်140ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့တဲ့အကြောင်းအပါဝင်စိတ်ဝင်စားစရာသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်ပေးမှာဖြစ်ပြီးနောက်ပိုင်းမှာရှမ်းတိုင်းရင်းသားဘာသာစီစဉ်ကိုလည်းပြည်သက်တွေရှုစားမှာပါဒီကနေ့တော့ထူးခြားတဲ့သတင်းတွေကိုစတင်ပါမယ် ီတုလွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှဖွဲ့စည်းထားတဲ့တိုင်းရင်းသားရေးရာနဲ့ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်တွေဟာလွှတ်တော်ရန်နာချိန်မှာလွှတ်တော်ဥက္ကဋ္ဌတွေရဲ့ခွင့်ပြုချက်ရယူပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံသွားမယ်လို့သိရပါတယ်။လာမယ့် AP လအတွင်းသက်ဆိုင်ရာမဲဆန္ဒနေမီတွေကလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံမှုစီစဉ်ထားတယ်လို့ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနဲ့ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်ဦးစိုးထေကပြောပါတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးမှုကနေရရှိလာတာတွေကိုလွှတ်တော်ကိုပြန်ပြီးတင်ပြသွားမယ်လို့လည်းပြောပါရယ်ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနဲ့ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီမှဥခွန်မောင်တောင်းကဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးအမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာကော်မတီမှဒေါ်ရှိလာနန်တောင်းကဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးအဖွဲ့ဝင်14ဦးစီပါဝင်ပါရယ်ကော်မတီတိုင်းမှာတမရော်သားလွှတ်တော်ကိုယ်စားလှယ်တဦးစီနဲ့အဖွဲ့ဝင်ဖြစ်ပါဝင်ပါရယ်ရှင် ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စရုံးမြို့နယ်ဝက်မှာဘေးဆိုင်ပြိုးတဲ့ရွာသားတွေကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA တရင်3ကမနေ့ကလာရောက်ဖမ်းဆီးရမှာနေမြေကန်နေကြားဆောင်တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ပြီးကြတဲ့မလ22ရက်နေ့ကရွာသား28ယောက်ကိုဖမ်းဆီးသွားပြီးနောက်မနေ့ကဒုတိယအကြိမ်လာရောက်ဖမ်းဆီးရမှာကမ်ပိုက်တီနဲ့စရုံးမြို့နယ်အဆက်ကထမ်းမူခန်းရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့တာမှန်ကန်ကြောင်းအတည်ပြုပြောဆိုပါတယ်။အဖမ်းခံရတဲ့ရွာသား28ယောက်ထဲမှာလီစုလာချိတ်လဝအစရှိတဲ့ကချင်မျိုးနွယ်စုတိုင်းရင်းသားတွေအပြင်တရုတ်လူမျိုးတချို့လည်းပါဝင်တယ်လို့ဒေသခံတဦးကပြောပါတယ်။အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာနေကြားဆောင်တပ်တွေ၊ KIA တပ်တွေနဲ့ကချင်အထူးဒေသတပ်တွေလှုပ်ရှားနေတဲ့နေမျိုးဖြစ်ပါလေရှင်။ ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ်စိန်နိုင်ကြီးရွာမှာဖွင့်လှစ်ထားတဲ့မူရဲစေဝါးနဲ့ဘိန်းဖြတ်စခန်းကိုအစိုးရတပ်မတော်တပ်မ88ကဝင်ရောက်ရှင်းလင်းပြီးလူငယ်68ဦးကိုဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီနေရာဟာလက်နက်ကိုင်အဖွဲ့တွေရဲ့စခန်းတစ်ခုအဖြစ်တရင်ရရှိထားတဲ့အတွက်ဝင်ရောက်ရှင်းလင်းရမှာဘိန်းဖြတ်စခန်းကြီးကျက်သူတွေအပါအဝင်ရှမ်းလူငယ်တွေကိုလက်နက်တွေနဲ့အတူဖမ်းမိခဲ့တာလို့ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကဒုတိယရဲမှူးကြီးအောင်မြတ်မိုးကပြောပါတယ်။ စခန်းကြီးကျက်သူ၄ဦးကိုလက်နက်မှုနဲ့အမှုဖွင့်အရေးယူထားပြီးဖမ်းဆီးထားတဲ့လူငယ်60ကျော်ကတော့ဘိန်းဖြတ်ဖို့ရောက်ရှိနေတယ်လို့စစ်ဆေးတွေ့ရှိရတဲ့အတွက်မနေ့ကပြန်လှုပ်ပေးလိုက်တယ်လို့ရဲမှူးကြီးကပြောပါတယ်။အဲ့ဒီဘိန်းဖြတ်စခန်းကိုလွန်ခဲ့တဲ့2009နှစ်ခရဲကဒေသခံတွေရဲ့ထောက်ပံ့မှုနဲ့စတင်တည်ထောင်ခဲ့တာဖြစ်ကြောင်းကြီးရွာအုပ်ချုပ်ရေးမှူးကပြောဆိုပေမဲ့နိုင်ငံတော်ကဖွင့်လှစ်ထားတဲ့တရားဝင်ဘိန်းဖြတ်စခန်းမဟုတ်တယ်လို့ မူရဆေးဝါးဆေးဖြတ်ရမှာလဲအတုံးအုံပြုတ်တဲ့ဆေးဝါးတွေကိုလည်းမတွေ့ရဘူးလို့ရဲတပ်ဖွဲ့ကပြောပါရရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်ဤနိုင်ကြီးရွာကလီစုတိုင်းရင်သားဒုက္ခသည်စခန်းမှာဝမ်းပြက်ဝမ်းလျှောအဖြစ်များနေပြီးတော့တောက်သုံးရီတွေလည်းလိုအပ်နေပါတယ်။ RFA သတင်းနောက်ကိုကန်တာကတင်ပြပါလိမ့်မယ်ရှင်။ လာရှိုးမိုင်းရဲ့လမ်းပိုင်းပေါ်ကမဖြစ်ပါကြေးရွာမှာနေထိုင်ကြတဲ့လီစုတိုင်းရင်းသားတွေဟာနယ်မြေတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် E9 ကြေးရွာကိုထွက်ပြေးလာကြတာဖြစ်ပါတယ်။လက်ရှိ E9 ဒုက္ခသည်စခန်းမှာလူရည်120ဝန်းကျင်ရှိနေတာဖြစ်ပြီးကုန်းစားကြေးရွာမှာကတော့လူရည်40ဝန်းကျင်လောက်ရှိနေတာဖြစ်ပါတယ်။အခုလ15ရက်ကစတင်ပြီး E9 ဒုက္ခသည်စခန်းမှာကလေးရောလူကြီးတွေပါဝမ်းပြက်ဝမ်းလျှောရောကဖြစ်ပွားနေတယ်လို့တောက်တုံးရီတွေလည်းအခက်အခဲရှိနေပါတယ်။ဝမ်းပြက်ဝမ်းလျှောတော့ အဲကလေးခံများများဖြစ်တာပေါ့လေကလေးခံများများအပြင်ကိုနောက်ပြီးလူကြီးလဲပါတယ်ဗျလူကြီးဥစားပေါ့လူကြီး၄ယောက်ကတော့ဒီတွေးဝင်းနေသွားတာပေါ့ကလေးတွေကဒီမှာမြင်းတဲ့အတိုင်းပဲလေဖုံတလုံးလုံးနဲ့ဆိုတော့ဒီပထမကကျွန်တော်တို့ဒီတောက်ရည်တွေအဲလာမပုတ်ခင်မှာသူကဒီဖုံတလုံးလုံးနဲ့ရေကိုသူတို့တောက်သုံးရတယ်ပြီးတော့ဟိုဂျိုက်ခွက်ထဲမှာရှိတယ် ဟိုစားပေါ့ဟိုစမ်းရည်သဘောမျိုးလေးပေါ့ရှိတာအဲ့ဒါလေးကလည်းတေးသေးလေးအဲ့ဒါလည်းခတ်ပါများလာလို့ရှိရင်နောက်လာတယ်ပေါ့အဲ့ဒီနောက်လာတဲ့ရည်တွေကိုတောက်တဲ့အတွက်ဒီဝမ်းပြက်ဝမ်းရှော့ဖြစ်ရတဲ့အကြောင်းရင်းပေါ့လေဝမ်းရောက်ကဖြစ်ပွားနေသူတွေကိုလူမှုရေးအသင်းဖွဲ့တွေရဲ့အကူအညီနဲ့စကတ်နဲ့ခုနမိုင်ဝေးတဲ့လာရှုမျိုးဘော်ကစေယုံစေကန်းတွေကိုပို့ဆောင်ပေးခဲ့ရပါတယ်လောလောဆယ်တို့ဦးစင်တို့အလိုပေါ့နော်အိမ်တော်စု16အိမ်တော်စုအတွေ့ပေါ့နော်ယာယီနေဖို့အတွေ့လေဦးစင်တို့တဲလေးတွေစောက်ပေးနေတယ်ပေါ့နော်အဲ့ဒါစောက်ပေးပြီးရင်တော့ဦးစင်တို့ဒီအောက်မှာ ကျန်တဲ့မြေကွက်လက်လေးတွေမှာလည်းပဲနောက်ထပ်လာမယ့်ဒုက္ခလေးတွေတဲခုနိုင်ဖို့အတွက်ဥစဉ်တို့အဆောက်အဦလေးတွေထပ်ပြီးတော့စောက်ပေးခြင်းနဲ့ဆန္ဒတွေရှိတယ်။အမ်ကလေးတွေရဲ့ပညာရေးပေါ့နော်။အဲ့ဒါတွေလည်းပဲအခက်အခဲနဲ့နဲ့ရှိတယ်။ကျန်းမာရေးကတော့ဥစဉ်တို့ဒီ၁၂ရက်နေ့မှာစပြီးတော့ဥစဉ်တို့ဆေးရုံတင်ရတဲ့သူတွေရှိလာတယ်။အဲ့ဒီကနေပြီးတော့အဆက်မပြတ်ပေါ့နော်။၁၅ရောက်လောက်ဥစဉ်တို့ဆေးရုံလိုက်ပို့လိုက်ရင်ကားတွေနဲ့ဆေးရုံလိုက်ပို့လိုက်ရင်ပြန်လာတဲ့အခါကျတော့ဟာလာဒီကကျန်တဲ့လား၁၅ရောက်တဲ့များတဲ့လူဦးရေတွေရောဂါတွေနဲ့စောင့်နေကြတယ်ဥစဉ်တို့ လက်ရှိမှာဒုက္ခသည်တွေကိုဆရာတော်တွေနဲ့စေတနာရှင်တွေကကူညီပေးနေပြီးစူပေါင်းချက်ပြုတ်စားတောက်တဲ့စနစ်နဲ့နေထိုင်နေကြရပါတယ်။လီစုတိုင်းသားဒုက္ခသည်စခန်းဟာလာရှုမြို့နယ်6မိုင်ကွာ E9 ကျေးရွာအုပ်စုအတွင်းမှာတည်ရှိတာဖြစ်ပါတယ်ခင်ဗျာ။ကိုကန်သားတင်ပြခဲ့တာပါရှင်။ NLD အစိုးရသက်လက်ထက်မှာသာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်မှုမကြသေးခင်ရပ်ပိုင်းကဒေါအောင်ဆန်းစုကြည်နဲ့ညှိနှိုင်းခဲ့တယ်လို့အစိုးရသက်ဝင်ကြီးအဖြစ်အဆိုပြုခံထားရတဲ့သူရဦးအောင်ကပြောပါတယ်။ ် NLD ပါတီကအစိုးရဖွဲ့ခွင့်ရတဲ့အချိန်မှာကြာတာဝန်ထမ်းဆောင်မိဖို့ဒေါအောင်ဆန်းစုကြည်ကပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက်ကတည်းကလွှတ်တော်ထဲမှာကန့်လန့်နေတာလို့ဆိုပါတယ်။နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက်တခြားပါတီတွေနဲ့လက်တွဲဆောင်ရွက်သွားဖို့ကျန်းမာရေးဖွံ့ဖြိုးရေးပါတီရဲ့ဖွဲ့စည်းပုံစီမင်းအရာဒီတာဝန်ကိုလက်ခံလိုက်တာလို့ဥအောင်ကိုကပြောပါတယ်။စစ်အစိုးရလက်ထက်မှာသာသနာ့ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်၁၇နှစ်ကျော်ကြာ တာဝန်ယူခဲ့တဲ့သူရဦးအောင်ကိုဟာကျန်းမာရေးဖွံ့ဖြိုးရေးပါတီဗဟိုအလုံးမှုဆောင်ကော်မတီဝင်တဦးဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့တာမန်ပါတီဝင်တဦးသာဖြစ်ပြီးပါတီရဲ့သီးသန့်တာဝန်ထမ်းဆောင်နေတာမရှိဘူးလို့သိရပါတယ်ရှင်ပြောင်စွလွတ်တော်မှာအဆိုပြုထားတဲ့အစိုးရအဖွဲ့ဝင်ကြီး၁၈ရောက်ရဲ့ကိုယ်ရေးအကျင့်တွေကိုပြောင်စွလွတ်တော်ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားရမှာ။ စီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးအဖြစ်ယာထားခံရတဲ့တကုံမြို့သက်စိတ်ကမ်းမြို့နယ် NRI လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဝင်းရဲ့ပညာအရေးအချင်းမှတ်တမ်းမှာအမေရိကန်နိုင်ငံ Brooklyn Park University ကနေ PhD ပါရဂူဘွဲ့ရရှိခဲ့ကြောင်းဖော်ပြထားပါတယ်ဒီတက္ကသိုလ်ဟာအင်တာနက်ကတဆင့်ဘွဲလက်မှတ်အတူတွေရောင်းချတဲ့ပါကစ္စတန်အခြေစိုက်အွန်လိုင်းတက္ကသိုလ်တစ်ခုဖြစ်ကြောင်းလူမှုရေးစာမျက်နှာတွေမှာဝေဖန်ရေးသားခဲ့ကြပါတယ် ဒီကိစ္စနဲ့ပတ်သက်လို့ဦးကျော်ဝင်းကိုဆက်သွယ်မေးမြန်းရမှာဦးကျော်ဝင်းက2009ခုနှစ်လောက်မှာဒီတက္ကသိုလ်ကိုအွန်လိုင်းကတဆင့်ဆက်သွယ်ပြီးပွဲရရှိခဲ့တဲ့အကြောင်း2015ခုနှစ်မှာဒီတက္ကသိုလ်ဟာအတုဖြစ်ကြောင်း သိခဲ့ရပြီး PhD ဒေါက်တာဘွဲကိုဖြုတ်ပြခဲ့ကြောင်းဒါပေမဲ့ကိုကြီးအချင်းမှာတော့ကိုလုတ်ခဲ့တဲ့အလုပ်တစ်ခုအဖြစ်ယူယူသားသားဖော်ပြခဲ့တာဖြစ်ကြောင်း RFA ကိုပြောပါရရှင် RFA ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုစက်တိုက်ထုတ်လွှင့်ပေးပါမယ်မန္တလေးချမ်းအေးသာဆန်မြို့နယ်ကမင်္ဂလာဈေးမှာမနေ့ညကမီးလောင်ကျွမ်းမှုကြောင့်လူနေအိမ်ကန်းဆိုင်ကန်းနဲ့ရုံးကန်းပေါင်း300နီးပါးမီးတွေပါသွားခဲ့ပါတယ် RFA သတင်းနောက်မဆာနီထုံးကတင်ပြပါလိမ့်မယ်ရှင်မန္တလေးမြို့မင်္ဂလာဈေးမီးလောင်မှုမှာလူနေတိုက်ခန်း28ခန်းဆိုင်ကန်းပေါင်း260ကျော် ရောင်းပြကန်းနဲ့ရုံကန်း၆ခန်းအပါအဝင် စုစုပေါင်း289ခန်းမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုမှာမပါတဲ့ကြံရှိနေတဲ့ကုန်ပစ္စည်းတွေကိုရဲတပ်ဖွဲ့တွေရဲ့ကြီးကြပ်မှုနဲ့တိုက်ခန်းအလွှာအလိုက်ဒီကနေ့အလဲကျထုတ်ယူခွင့်ပြုခဲ့ပါတယ်။ကျွန်တော်တို့ကလောလောဆယ်ဆယ်ကိုရာကြီးဆိုင်ငန်းအနေထားကိုရောင်းဖို့ချဖို့ပါပဲအရေးကြီးတာလေ။ အဲ့အမှာပဲကျွန်တော်နေရနေရလောက်စားအောင်ပါလေလောလောဆယ်ကျွန်တော်တို့အနေထားကတော့ဒါခုလောလောဆယ်ဒီနေ့တနေ့တောင်ကအေးမြောင်းတော့ညညာရှင်ကြီးနဲ့စမ်းသပ်ပြီးတဲ့ခါကျကျွန်တော်တို့ဘုံနေမြဲချနေပြီရေးတဲ့ဒီဒီတိုင်းတောင်းဝင်ပေးပါအဲ့လိုမဟုတ်ညညာရှင်ကြီးရဲ့စမ်းသပ်ချက်နဲ့ရောင်းလို့မရဘူးဆိုရင်လေကျွန်တော်တို့အခြေခံလူလန်းစားဈေးသက်စီဈေးသက်မှနေဝယ်နိုင်မဲ့အနေထားမျိုးပဲစောက်ပေးပါလို့တောင်းဆိုတယ်မဟုတ်လေမီးလောင်ကျွမ်းခဲ့တဲ့ဆိုင်ကမ်းပိုင်ရှင်တွေနဲ့ဈေးသူဈေးသားတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလာရောက်တွေ့ဆုံပြီး သူတို့တောင်းဆိုချက်တွေကိုဆွေးနွေးခဲ့ပါတယ်။ဆောင်းဝင်းနေရေးအတွက်ကိုအမြန်ဆုံးပြန်ကြစည်းလေးယာယီသေးလေးကိုပြန်ဖွင့်ညင်တာနံပါတ်၁ပဲ။ကြံတဲ့ကိစ္စကတော့နောက်ပိုင်းကိစ္စလေ။ဒါဈေးပြန်မိုးမှန်တာပြည်ပြင်းတာတိဆောက်တဲ့ကိစ္စတွေကတော့နောက်ပိုင်းကိစ္စဆိုတော့ဒီလောလောဆယ်ဆယ်ရှိတဲ့ဈေးတွေကတော့သူတို့ကဒါပြန်ကြစည်းလေးအမြန်ဖြစ်ချင်တာပဲ။တင့်တော်တဲ့တနေရာလေးမှာတတ်မှတ်ပြီးတော့ဖွင့်လှစ်နိုင်ဖို့။ဒါဒါလေးတွေကျွန်တော်တို့ကခဏ အတင်းလာမေးကြည့်တာပါကျွန်တော်တို့ကကျွန်တော်တို့ကူညီနိုင်တဲ့ဟာလဲကျွန်တော်တို့ကအကူအညီပေးနိုင်အောင်လို့ပေါ့ဒါပေမဲ့အကူအညီပေးနိုင်မှုဆိုတာကတော့ကြံတဲ့ကိစ္စတွေကတော့ဒီတစ်ပတ်စရဲကတော့ကျွန်တော်တို့ကဘာမှလုပ်ပေးနိုင်နေရတော့မဟုတ်ဘူးပေါ့လူမှုရေးရကျွန်တော်တို့ဒါတင်ပေးတယ်ပြောတယ်ဆိုတော့သူတို့အကြံဉာဏ်လေးတွေသူတို့သဘောထားလေးတွေကျွန်တော်တို့ကိုအသိပေးတယ် အဲကျွန်တော်တို့ကူညီရရှိရင်ကူညီပေးပါလို့သူတို့ပြောတာပါတိုင်းမီသက်ဦးစီးဌာနကမိစတင်နောက်ကျွမ်းရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေစေဖြစ်ပြီးမိလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုမထုတ်ပြန်နိုင်သေးပါဘူးရှင်မန်းစာနေထွန်တင်များခဲ့တာပါရှင်မြန်မာနိုင်ငံရဲ့လူအခွင့်အရေးအခြေအနေသုံးသပ်ဆွေးနွေးပွဲကိုပြီးခဲ့တဲ့မတ်လ18ရက်နေ့က ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့အရက်ဖတ်အဖွဲ့အစည်းကိုယ်စားလှယ်တွေကရန်ကုန်မြို့ Excel Treasure Hotel မှာဒီကနေ့ရှင်းလင်းပြောကြားခဲ့ပါတယ်။ RFA သတင်းတော်ကိုကျော်ထွန်းနိုင်ကတင်ပြပါလိမ့်မယ်ရှင်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကနိုင်ငံလိုက်လူခွင့်ရေးအခြေအနေတွေကိုအစိုးရလူခွင့်ရေးလှုပ်ရှားနေသူတွေနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက၄နှစ်တကြိမ်ကုလသမဂ္ဂမှာအစီရင်ခံစာတင်ပြဆွေးနွေးရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လူခွင့်ရေးအခြေအနေပုံမှန်သုံးသပ်သူနည်းပွဲမှာနိုင်ငံ280ကျော်ကမြန်မာအစိုးရကိုလူခွင့်ရေးနဲ့ပတ်သက်တဲ့အကြံပြုချက်281ချက်ပေးခဲ့ရမှာ166ချက်ကိုသာလက်ခံခဲ့ပြီးအချက်ပေါင်း100ကျော်ကိုပယ်ချခဲ့ပါတယ်။အများဆုံးကြံ့ကြံ့ပေးတာကတော့မွတ်စလင်နဲ့ရိုဟင်ဂျာ issue ကိုအကြံဉာဏ်ပေးတဲ့နိုင်ငံတွေများပါတယ်။ဒုတိယအများဆုံးအကြံဉာဏ်ပေးတဲ့ recommendation ကတော့ women အမျိုးသမီးပေါ်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပြောတာများပါတယ်။နောက်တစ်ခုကတော့ religious minority ဘာသာရေးဆိုင်ရာလူနည်းမှုနဲ့ပတ်သက်လူနည်းစုနဲ့ပတ်သက်ပြီးပြောတာများပါတယ်။ ethnic minority လူနည်းစုအခွင့်အရေးနဲ့ပတ်သက်ပြီးပြောတာများပါတယ်။ citizenship နဲ့ပတ်သက်ပြီးပြောတာများပါတယ်။နောက်တစ်ခါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီးပြောတာများပါတယ်။ဒါကနိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်ပြီးပြောတာများပါတယ်။ကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်မစ်ရန်ဟီလီတောင်းဆိုထားတဲ့ လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးဝဲတစ်ခုကိုမြန်မာနိုင်ငံမှာဖွင့်လှစ်ဖို့ကိစ္စကိုအစိုးရကလက်မခံခဲ့သလိုပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းထားတဲ့မျိုးသားဥပဒေတွေကိုပယ်ဖျက်ပေးဖို့အကြံပြုချက်ကိုလည်းမြန်မာအစိုးရကပယ်ချခဲ့ပါတယ်။အဓိကကတော့ကျွန်တော်တို့ဒီလူခွင့်ရေးအာ UPR ကိုအကောင့်ထဲပေါ်တဲ့အခါမှာလက်ရှိအစိုးရအနေနဲ့ဟာတိုးတက်မှု ကိုကျွန်တော်တို့မတွေ့ခဲ့ရပါဘူး။ဒါကြောင့်နောက်လာမယ့်အစိုးရတစ်ခုလည်းကျွန်တော်တို့အကြံပြုချက်တွေလည်းကျွန်တော်တို့ရဲ့ဟိုတုံ့ပြန်ပြောဆိုတဲ့အထက်မှာပါခဲ့ပါတယ်။အဓိကတော့ကျွန်မရဲ့တုံ့ပြန်ပြောဆိုမှုရဲ့မှာဆိုလို့ရှိရင်လက်မခံတဲ့အာအကြံပြုချက်တွေပေါ်မှာကျွန်တော်စိုးရိမ်နေဆိုတဲ့အကြောင်းဒါတွေကိုပြောခဲ့ပါတယ်။မြမအစိုးရအနေနဲ့လက်ခံခဲ့တဲ့အထက်မှာနိုင်ငံတကာလူ့ခွင့်ရေးစာချုပ်တွေကိုလက်မှတ်ရေးထိုးဖို့ကတိပေးခဲ့ပြီးငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရမှာနိုင်ငံတကာလူ့ခွင့်ရေးဥပဒေတွေကိုလိုက်နာဖို့နိုင်ငံတကာကလေးစစ်သားဥပဒေတွေကိုလိုက်နာဖို့နဲ့ ဘားကောင်စီနဲ့မီဒီယာကောင်စီတွေကိုပုံမလွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ်ဆောင်ရွက်ပေးမယ်ဆိုတာတွေကိုလက်ခံခဲ့ပါတယ်။လူ့အခွင့်အရေးအခြေအနေဆွေးနွေးပွဲမှာပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့စံနှားပြခဲ့တဲ့ကြောင်းသားတွေကိုဖန်ဆီးထားတဲ့ကိစ္စတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ဒါမဲ့လူခွေချိုးဖောက်မှုကိစ္စကျွန်တော်ပြောမယ်ဆိုမတရားဖန်ဆီးမှုရယ်အင်အားသုံးဖန်ဆီးမှုရယ်ကျောင်းသားအမျိုးသမီးတွေကိုကျောင်းသူအမျိုးသမီးတွေကိုဥပဒေလိုပြောပြီးတော့တကယ်တမ်းကျဥပဒေဖို့ပဲနဲ့အရာရှိတယောက်ရဲ့အမိန့်နဲ့ တရားလိုလာတဲ့ပုံပြီးလှုပ်ဆောင်မှုကိုကျွန်တော်တို့ပြောတယ်နောက်တစ်ခါကျောင်းသားတွေပေါ်မှာဝရမ်းထုတ်ပြီးတော့ဖန်ဆင်းမှုကြောင့်ကျောင်းသားတွေပညာရေးထိခိုက်မှုတွေဝရမ်းပြည့်နေရတဲ့ကိစ္စတွေကျွန်တော်တို့ပြောတယ်နောက်တစ်ခါထောင်ထဲမှာရိုက်ခံထိတဲ့ကိစ္စတွေညှဉ်းချန်ကိစ္စဒီကိစ္စတွေကျွန်တော်တို့ပြောတယ်နောက်ရန်ဟိလီရဲ့ report ထဲမှာဘာပါလဲဆိုရင်ကျောင်းသူအမျိုးသမီးတွေကိုစီကိုဝင်ရှိမှရှိစီးစစ်ခိုင်းတဲ့ကိစ္စအတ္တဟုသူထည့်ပြောသွားတယ်အစိုးရအနေနဲ့ကုလသမဂ္ဂမှာဂရီပေးထားချက်တွေကိုလိုင်းနာဆောင်ရွက်မှုရှိမှရှိကို နှစ်စဉ်ဆွေးနွေးပွဲတွေကျင်းပပြီးနိုင်ငံတကာကိုတင်ပြသွားမယ်လို့လည်းဦးအောင်မျိုးမင်းကပြောပါတယ်ခင်ဗျာ။ ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါ။ကွယ်လွန်သူအမျိုးသားစာစုဆရာကြီးသခင်ကိုတော်မိုင်းရဲ့140ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကိုရန်ကုန်မြို့ရွှေဂုံဖရားအနီးကဆရာကြီးရဲ့ဂူပိတ်မှန်မှာဒီကနေ့ကျင်းပခဲ့ပါတယ်။ RFA သတင်းတော်ကိုအောင်သိန်းခါကတင်ပြထားပါတယ်ရှင်။ငင်းငင်းရီကိုပေါ်ဆောင်တဲ့နေရာမှာသူမနာကိုမနာတရားမျှတတဲ့ငင်းငင်းလမ်းစဉ်ကိုလက်ကင်ဆွဲပြီး ငိမ့်ညာရေးဦးစားပေးဆောင်ရွက်ခဲ့တဲ့ဆရာကြီးတခင်ကိုတော်မိုင်းရဲ့140ပြည့်မွေးနေ့အခမ်းအနားကိုကျင်းပခဲ့တာပါဥက္ကဋ္ဌဒေါံဆန်းစုကြည်နဲ့အဖွဲ့ချုပ်ကိုစားနာယကသူရဦးတင်ဦးတက်ရောက်ခဲ့ပါတယ်အေဂျန်တော်နီးနဲ့ချစ်ဆွေပြီးဒီပြိုင်ပြည်ကြီးနေတော့ကဘာအေဂျန်နိုင်ဖို့ရအတွက်ကိုဘာဘာတခင်ကိုတော်မိုင်းကြီးရဲ့ဆမတဲ့ order သူလုံးလောက်ဥက္ကဋ္ဌပြုခဲ့ပြီးကြိုးပမ်းမဲ့တဲ့ကိစ္စတွေကိုဒီနေ့ဂူပြူရင်ကျွန်တော်အဖွဲ့ချုပ် တော်သံတည်ကိုစားခွေးကိုကိုစားအဖြစ်လင်းလင်းနဲ့နဲ့ပြောကြခြင်းဒီကုချိုးပါတယ်ဆရာကြီးတခင်ကိုတော်မိုင်းငိမ့်ငိမ့်ကွန်ရဲ့ရန်ကုန်ကလည်းနှစ်140ပြည့်မွေးနေ့အထိမ့်မှတ်ထုတ်ပြန်ကြေညာချက်ကိုဖတ်ကြားခဲ့ပါတယ်နိုင်ငံရေးအကျဉ်းသားအလုံးနဲ့တရားစွဲဆိုဖမ်းဆီးချုပ်နှောင်ထားသောကျောင်းသားများဝိုင်းရံပြည်သူများအားချွင်းချက်မရှိချက်ချင်းလွတ်ပြေရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြေခံပြီးရေးဖွဲ့တည်ကုန်းထားတဲ့ကြပြားကိုလည်း84 85 86နိုင်ငံရေးအင်အားစုတွေရဲ့ကိုစားပြုမှိုင်းရာပြည့်ចောင်းသားကောင်းဆောင်တူဦးကရွတ်ဆိုခဲ့ပါတယ်အဲ့ဒီစာအုပ်ကဝီရမဟုတ်တိပိဒကမဟုတ်ပမာကျမ်းစာမဟုတ်ဘူရမဟုတ်အာနာတွေပြည့်ရှံလောဘတွေအံထွက်ကြောက်ကံကံကိုကြီးတွေးတွေးဆက်ကိုမှင်လို့နံပါတ်၃နဲ့ရေးတဲ့စာအုပ် ခန်းအနားတက်ရောက်လာတဲ့လူပေါင်တစ်ဒီမိုကရက်တစ်ပါတီနဲ့ကယန်းပြည်တစ်ပါတီကလည်းအမှတ်တရစကားပြောကြားခဲ့ကြပါတယ်။အဲတော့လူထုကိုဗိုလ်ပြုတ်ပြီးတော့မှလူထုလွတ်မြောက်အောင်ဆရာကြီးအမ်တန်တန်တန်မူမူတကယ့်ကိုမျှော်မှန်းမျှော်လင့်ခဲ့တဲ့ငြိမ်းချမ်းရေးအစ်စ်မှန်တွေရရှိအောင်လူထုပခုံးပေါ်မှာခေါင်းပေါ်မှာဖိနှိပ်နေတဲ့စစ်ဖက်နဲ့ကြီးကျွန်တော်တို့လိန်ချိုးပြီးတော့မှလွတ်ပြလိုက်နိုင်အောင်၂008ပတ်စည်းပုံအခြေခံဥပဒေကို ကြကြနာနာပြင်လိုက်နိုင်တယ်လို့ပါလေ2000ကျချေဦးရှိနေသေးကလည်းအတူရောင်ငင်းချင်ရေးပဲဖြစ်မှာပါ2000ကျချေဦးပြည်စီဖြတ်သိမ်းရေးလုပ်ငန်းမပါဝင်မင်းနဲ့လုပ်တဲ့ငင်းချင်ရေးလုပ်ငန်းရှင်မှန်သမီးကလည်းငင်းချင်ရေးအတူကိုပဲပေါ်ထွက်လေပါလာစီမှာဖြစ်ပါဆရာသာရှင်တွေအကြိုက်ပဲဖြစ်မှာပါ ငင်းငယ်ဖခင်ဆရာကြီးတခင်ကိုတော်မိုင်း၂၄၀ပြည့်မွေးနေ့အထိမ့်မှတ်တည်င်းဆောင်းမစုကိုလည်းအဲ့ဒီအခမ်းအနားမှာပေးအပ်ခဲ့ပါတယ်ခင်ဗျာကိုအောင်သိန်ခတင်ပြခဲ့တာပါရှင်နိုင်ငံရေးအကျဉ်းသားများကုညီစောက်ရှောက်ရေးအသင်း AAPP ဖွဲ့စည်းတဲ့၁၆နှစ်ပြည့်အထိမ့်မှတ်အဖြစ်ကြာဆုံးသွားတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဂုဏ်ပြုတဲ့ပွဲကိုရန်ကုန်မြို့ရွှေရွှေကုန်းနိုင်ကတော်ဝင်နှင်းစီခမ်းမှာဒီကနေ့ပြုလုပ်ခဲ့ပါတယ် RFA သတင်းတော်ကိုထက်အာကာကတင်ပြပါလိမ့်မယ်ရှင် အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်အောင်ဆန်းစုကြည်ကတဝင်လွှာပေးပို့ခဲ့ပါတယ်။သူတို့ကိုအကောင်းဆုံးဂုဏ်ပြုဖို့ဆိုရင်သူတို့ယုံကြည်ချက်တွေကိုဆက်လက်ကင်ဆွဲဖို့သူတို့မျှော်မှန်းချက်တွေပြေဝအောင်ဆက်ပြီးအကောင့်ထယ်ဖော်ဖို့သူတို့ရည်ရွယ်ချက်ပန်းတိုင်ရောက်အောင် တာဝန်တည်တည်နဲ့ဆက်ပြီးရှောက်လန်းကြဖို့လိုပါလိမ့်မယ်။နိုင်ငံရေးကျေးဇူးတရားဖြစ်ဖို့အတွက် ျွန်တော်တို့အရင်ချင်းတွေအများကြီးကျွန်တော်တို့ပြောပါမယ်။အဲဒီဘယ်စေတနာပါ့ပါမယ်။ဘုမန်နိစ္စမှုဒါနိမှုခံကြပါဖြစ်လို့မိသားစုတွေခေရုခရဲ့ဖြစ်မှုတောင်ပြီးလဲကြော်ဖြတ်ခဲ့ကြရတယ်။အဲ့ဒီအခမ်းအနားကိုနိုင်ငံရေးကျင်းသားဟောင်းများမိသားစုဝင်တွေနဲ့နိုင်ငံရေးပါတီတွေထင်ရှားတဲ့နိုင်ငံရေးသမားတွေနဲ့နိုင်ငံတကာတန်တမန်တွေလည်းတက်ရောက်ခဲ့ကြပါဗျ။တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးအကျဉ်းသားဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့အခမ်းအနားတွေလုပ်နေရတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့တမိုင်းကျွန်တော်နိုင်ငံရဲ့တမိုင်းကျွန်တော်တို့လူထုရဲ့ဂုဏ်သိက္ခာကိုများစွာထိခိုက်ပါလေတကယ်လောက်ရမှာတော့ကျွန်တော်တို့အလုံးစူးစမ်းမှာတော့အခု16နှစ်တိုင်တိုင်နိုင်ငံရေးအကျဉ်းသားတွေကိုကူညီစောင့်ရှောက်နေတဲ့ AAPP လို့အဖွဲ့အစည်းမျိုးကြီးအခြေအပြင်းနဲ့ကိုနီးကိုဟာအလောက်ကံမရှိတော့ဘဲနဲ့ကိုဘာသာကိုချက်သိမ်းလဲရတဲ့အခြေအနေမျိုးရောက်ကျွန်တော်တို့ကြိုးစားမှာဖြစ်ပါတယ်ကျွန်တော်တို့အပြောင်းအလဲကိုအားလုံးကမျှော်လင့်ကြတယ်အဲ့ဒီအပြောင်းအလဲနဲ့တပါတဲ့ပါစီနေတာကနိုင်ငံရေးနဲ့ပတ်သက်ရင်နောက်နောက်ကိုအကျဉ်းသားမရှိတော့တဲ့ဘဝမျိုးပါအဲ့ဒီခေတ်ထိရောက်အောင်ကျွန်တော်တို့လိုချင်ပါတယ်နိုင်ငံရေးကတတ်တတ်အကျဉ်းသားကတတ်တတ်ခွဲထုတ်လိုက်ခြင်းပါပဲ ဒီကနေ့ထိတော့မခွဲနိုင်သေးပါဘူးကြာဆုံးသွားတဲ့နိုင်ငံရေးကျင်းသားဟောင်းတွေရဲ့မိသားစုဝင်တွေကိုဂုဏ်ပြုလွှာနဲ့ထောက်ပံ့ငွေများလည်းပေးအပ်ခဲ့ပါတယ်လက်ရှိအကျဉ်းဆောင်တွေထဲမှာနိုင်ငံရေးကျင်းသား60လောက်ရှိနေပြီးအမှုရင်ဆိုင်နေရတာဟာ418ဦးရှိတယ်လို့နိုင်ငံရေးကျင်းသားများကုညီဆက်လျှောက်ရေးအဖွဲ့ AAPP ကပြောပါတယ်ခင်ဗျာ FA ရုံမြင့်တညာစီစဉ်တွေကိုကြည့်ရှုနေရတာပါရခိုင်မျိုးသားပါတီ ANP ကပြည်내ဝန်ကြီးချုပ်နေရာရရှိရေးနဲ့ပြည်내အစိုးရဖွဲ့စည်းခွင့်ရဖို့အတွက်အစိုးရအသက်ကိုတောင်းဆိုထားတဲ့ကြီးညာချက်တွေကိုထောက်ခံကြောင်းဒေသခံ900လောက်ကစစ်တွေမျိုးမှာဆန္ဒပြခဲ့ကြပါတယ် RFA တတင်းနောက်မတ်သေးရင်မင်းစင်ကတင်ပြထားပါတယ်ရှင်ဒီကနေ့တောင်းဆိုဆန္ဒပြပွဲကိုစစ်တွေမျိုးနဲ့ရခိုင်မျိုးသားပါတီ ANB ရဲ့ရက်ကြီးကော်မတီကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးပါတီကိုထောက်ခံအားပေးသူတွေပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ကျွန်တော်တို့ ပြည်သူလူထုတရက်လုံးနေနေပြီးတော့ကိုယ့်ရခိုင်မျိုးသားပါတီကိုတလုံးတစ်ခေမေးပေးထားရဲ့သာနဲ့ကျွန်တော်ရဲ့ဒီပြည်နေမှာပြည်နေအစိုးရဖွင့်စည်းဖို့အတွက်ဝန်ကြီးချုပ်နေရာကိုရအောင်တွေဒီဆန္ဒကိုကျွန်တော်ဖော်ထုတ်တာပါရခိုင်မျိုးသားပါတီ ANP ဟာပြီးခဲ့တဲ့ရွေးကောက်ပွဲမှာပြည်နယ်လွှတ်တော်အတွက်ကိုယ်စားလှယ်23နေရာနဲ့ရခိုင်ပြည်နယ်မှာနေရာအများဆုံးအနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပါတယ် ဒါကြောင့်လာမယ့်အစိုးရသည့်အတွက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဖွဲ့စည်းတဲ့အခါမှာပြည်နယ်ဝင်ကြီးချုပ်ကို ANP ပါတီကသာခန့်အပ်ဖို့နဲ့တကယ်လို့မရခဲ့ဘူးဆိုရင်ပါတီကအတိုက်ခံဖြစ်နေတာရက်တီသွားမှာဖြစ်တဲ့အကြောင်း ANP ပါတီကသဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။ ENP ပါတီဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့တွဲဆုံဆွေးနွေးလိုပေမဲ့ဆွေးနွေးဖို့ကံလှမ်းတာမရှိသလိုရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း NLD ပါတီကသာခန့်အပ်သွားဖို့တည်င်းနေထွက်နေတာကြောင့်စစ်တွေဒေသခံတွေကဒီကနေ့ဆန္ဒပြတောင်းဆိုကြတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ကဖွေးစစ်ပုံနဲ့ဆင်ကြလာတော့မဟုတ်ပါဘူး။ကျွန်တော်တို့လိုချင်တာကကျွန်တော်တို့ရခိုင်တွေပေးတဲ့မေဟာ ENP ကိုသာပြတ်ဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရကလည်း AMP သာဖြစ်နေပါတယ်ကျွန်တော်ရခိုင်ပြည်ကဝန်ကြီးချုပ်တင်တာဖြစ်နေဆိုရင်ကျွန်တော်ကတော့အောင်အောင်အများကြီးရှိတာပေါ့ ဒါမဲ့ကိုယ်မြင်မှာကိုယ်ဝင်ကြီးချက်ဖြစ်နေတယ်ကိုယ့်ရခိုင်မှာကိုယ်ဝင်ကြီးချက်ဖြစ်နေကျွန်တော်အားသာတာပဲဒါမဲ့လူများပါတီကဝင်ကြီးချက်ဖြစ်နေကျွန်တော်အားမသာဘူးအဲ့ဒါပဲအားနည်းချက်ရှိတယ်စနိုက်ပါသူတွေကစစ်တွေမျိုးလယ်မှာရှိတဲ့ဝင်ကဘာကွင်းကနေစတင်ကမျိုးကိုလှည့်ပတ်ခဲ့ကြပါတယ်ရှင်မတ်သီရီမင်းစင်တင်ပြခဲ့တာပါရှင်ဒီကနေ့တပေါင်းလာပြည်နေမှာကြာောက်တဲ့68ကြိမ်မြောက်ပအိုမျိုးသားနေအခမ်းအနားကိုရန်ကုန်ဗဟန်းမြို့နယ်ကတောင်ကြီးပရာဟိတာကျောင်းနိုင်မှာကျင်းပခဲ့ပါတယ် RFA သတင်းတော်ကိုကျော်စောဝင်းကတင်ပြပါလိမ့်မယ်ရှင်68ကြိမ်မြောက် ပအိုးအမျိုးသားနေကိုပအိုးစာပင်နဲ့ယဉ်ကျေးမှုအတင်းရန်ကုန်ကဦးစီးကျင်းပခဲ့တာပါတထုံပြည့်ရှင်ပရင်မင်းဒူရီယဆန္ဒမင်းပေါ့နော်အဲ့ဒီဒူရီယဆန္ဒမင်းရဲ့မွေးနေ့သွားနေဝင်လာထွက်တဲ့အချိန်မှာမွေးပါတယ်အဲ့ဒီမွေးနေ့မှာမှအဲ့ဒူရီယဆန္ဒမင်းမွေးမွေးနေ့ကိုအစွဲပြုပြီးတော့အမတို့ရဲ့ပအိုးဒီတထုံပြည်မှာရှိခဲ့တဲ့ပအိုးတွေပေါ့နော်ရှေးလူကြီးပအိုးတွေဘိုးဘွားတွေကဒီနေ့ကိုပအိုးအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်ပအိုးအမျိုးသားနေ့ကို ရန်ကုန်မြို့မှာရှိတဲ့ပိုးလူမျိုးတွေသာမကနယ်ဒေသမှာရှိတဲ့ပိုးလူမျိုးတွေပိုးလွတ်တော်အမတ်တွေကတဲ့ရောက်ခဲ့ကြပါတယ်အဲ့ဒါကြောင့်ဒီရှိလျှောက်လဲကျွန်တော်တို့တိုင်းသားတွေအနေနဲ့ဒီကျွန်တော်တို့ပြောနေတဲ့ဒီဖက်ဒရယ်နိုင်ငံကြီးပိုင်းဆိုင်ရာတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီယဉ်ကျေးမှုမျက်နှာစာမှာလဲလူမှုရေးမျက်နှာစာမှာလဲဒါကျွန်တော်တို့ရာတင်ရထိုက်တဲ့အခွင့်အရေးကျွန်တော်တို့ပေါ်ထုတ်ခွင့်ရတဲ့အခွင့်အရေးတွေကိုဒါတတ်ဆွမ်းသမျှကျွန်တော်တို့ရှေ့ဆက်ပြီးတော့မှပေါ်ထုတ်သွားမယ်လို့ မိတိလူမျိုးဆိုမဆိုပါအမျိုးသားနေဟာအားလုံးရေးကြီးတဲ့လူမျိုးဖြစ်ပါတယ်ကျွန်တော်ပို့လူမျိုးသားကျွန်တော်ပို့လူမျိုးသားနေမှာလဲကျွန်တော်လူမျိုးတဲ့အင်မတန်မှရေးကြီးပါတယ်မဖြစ်တဲ့ဖယ်ဒါမှကျွန်တော်တို့ပို့လူမျိုးတို့ရဲ့အာတုံးဆောင်ရင်ကျေးမှုကာချူဖာပီရင်ကျေးမှုမပြောက်ွယ်ရအောင်ကျွန်တော်ဒီအမျိုးသားနေကတက်တည်ထူအောင်ဖြစ်ပါတယ်ခင်ဗျပို့အမျိုးသားတပ်ပုံဆရာခွန်ဆန်းဦးကရိုးရဒလေးပုံတွေရှူကင်းတပ်ပုံတွေကိုရောင်းချပြီးရတဲ့အထက်ကပတ်စံအချို့ကိုဖွင့်ပြိုးမှုနဲ့တဲ့ပို့ဒေသတွေကိုလှူဒန်းသွားမယ်လို့ပြောပါတယ်ပို့အမျိုးသားနေကို ရှမ်းပြည်နယ်တောင်ကြီးဟိုပုံးမွန်ပြည်နယ်တထုံဘီလင်းမြို့တွေမှာလည်းကျင်းပပါတယ်ခင်ဗျာကိုကျော်ဇော်ဝင်းတင်ပြခဲ့တာပါရှင် မကွေးတိုင်းမင်းမှုမြို့နယ်ကမန်းရှည်နယ်မြေစီမံကိန်းကြောင့်သိမ်းဆီးခံခဲ့ရတဲ့လေယာမီရီအတွက်ရော်ကျင်းငွေပေးအပ်ပွဲကိုမလ22ရက်နေ့ကပြုလုပ်ခဲ့ပါတယ် RFA သတင်းတော်ကိုဇော်တူသတင်းပေးပို့ထားပါတယ်ရှင်မကွေးတိုင်းမင်းမှုမိုင်းနယ်ကွင်းတွင်မှာရင်းနှံတွင်မြေကြီးတက်မှတ်မှုအချိန်ကာလ တော်ကြကြညင်းမွားတာရှိနေသေးပေမဲ့ဒီကနေ့မလ20ရက်နေ့မှာလေယာမြင်နဲ့နာရောချင်းငွေပေးရပွဲကျင်းပခဲ့ပါတယ်။ဖြစ်နေတာကအခုသူတို့ချလိုက်တာတဲအေးကောက်32သိန်းသီးနိုင်ရောကြီးက15သိန်း29သိန်းပါနော်။တကယ်တကယ်ကျွန်တော်မြေစင်းရောဆေးကသွားမြေရခါကြတော့တဲအေးကဒါဒီ twin ပတ်ချလေးအဝိုင်းကိုအ twin 90ရံမရောဘူးတဲ့။အပြင်90ပဲရောတယ်။အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ29သိန်းပေါ်ကနေပြီးတော့18သိန်းနဲ့မှ9000လောက်မြောက်ချလိုက်တယ်။ဒီဒီ twin နဲ့တဲ့ဥစား ။ဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံတော်ချောက်ရွာလေးနဲ့ဒီအောက်ကြမှာ16သိန်း9000ကို16သိန်းတာလာပဲကြောက်ရဲဆိုတာလုံးဝဆုံး justice မဖြစ်ဘူးကွာ။တရားမျှတမှုလည်းမရှိဘူး။ညင်ရောကြီးကဘယ်လောက်လဲ။တီးနံရောကြီးကဘယ်လောက်လဲ။ကျန်လား။ဓာရောကြီးကဘယ်လောက်လဲ။ကျွန်တော်ဒါမှမဟုတ်လေလမ်းမပါလည်းမပေါဘူး။အဲ့လိုတီးနံဆိုတဲ့တီးနံမယ်။အရာရောကြီးကလည်းရာရောကြီးဆိုလေအဲ့လိုမျိုးလဲကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောအောင်ပြောင်း။အမေ၄သိန်း2000ကြာတယ်။၄သိန်း2000ကြာတယ်။လက်မထိုးပါဆိုတဲ့ပုံစံမျိုးကြီး။အဲ့တော့ကျွန်တော်တို့ကဘယ်လိုကွက်ကွက်ပြပြမသိတဲ့တောင်သူပြောင်းနေလဲဘယ်လိုလုပ်ပြီးကျွန်တော်တို့ထပ်ပြီးလက်မထိုးရမလဲ။1990ခုနှစ်ကတည်းကစတင်လုပ်ကန်ခဲ့တဲ့မိုင်းအိမ်နာမြင့်ကွေးတွင်က လေယာမီနန်နမိတ်ကန့်သတ်ချက်ကို2014လေယာမီဥပဒေအရအမည်ပေါက်ပိုင်ဆိုင်တာတွေပြုလုပ်ဖို့မြေရောက်ကွင်းစင်တိုင်းတာခဲ့ရမှာလေယာမီအေးက1691အေးကပါဝင်နေတယ်လို့ဆိုပါတယ်။မန်ရင်နာမှာတာဝန်ယူဆောင်ရွက်နေတဲ့အထွေထွေမန်နေဂျာအနေနဲ့ကတော့ရောဂျေးကိစ္စနဲ့ပတ်သက်လို့မပြေလည်မှုရှိစာတွေကိုဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။အမှားသဘောတူညီမှုရရှိခဲ့တဲ့တောင်သူ666ဦးရဲ့မြေဧရိယာ338.33အေးကအတွက် ယောကြီးပေးအပ်တဲ့ခန္ဓာလေးဖြစ်ပါတယ်ဒီအပေါ်မှာမှအချို့အချို့သောဟိုကန့်ကွက်မှုများအငင်းပွားမှုများရှိခဲ့ရင်လည်းကျွန်တော်တို့ဆက်လက်ပြီးပြည်လည်မှုရရှိအောင်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွေနဲ့ကျွန်တော်တို့မိုင်းရင်နယ်မြေကပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေဆက်လက်ကွင်းစင်စစ်ဆေးပြီးမှပြည်လည်မှုရရှိအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ထုတ်ယူနိုင်ခြင်းမရှိသေးတဲ့တောင်းရွေးကိုလာမယ့်24ရက်မှာတကြိမ်ထုတ်ပေးမှာဖြစ်ပြီးအဲ့ဒီရက်ထက်ကြော်လွန်နေရင်တော့ နိုင်ငံတော်ဘာမှအနှံ့ထားမယ်လို့သိရပါတယ်ခင်ဗျာအခုဆက်ပြီးရှန်တိုင်းနာဘာသာစီစဉ်ကိုထုတ်လွှင့်ပေးပါမယ် မလ14ရက်နေ့ကကြောက်တဲ့အပြည်ပြည်ဆိုင်ရာမြေချောင်းများထိမ့်သိမ်းရေးနေ့အထိမ့်မှအဖြစ်ရှမ်းပြည်နယ်မှာရေကာတာတိဆောက်မှုစန့်ကျင်တဲ့အခမ်းအနားတွေပြုလုပ်ခဲ့တဲ့အကြောင်းမြန်မာဘာသာစာရင်းထိုးတင်ပြထားပါတယ်ရှင်။ มาสูงค่ะพี่น้องผู้บันแห้งเงาหางเสียงทีวีอาร์ฟีไฟใต้ตั้งเสียง วันที่สสิบี่เลือนมาชในเป็นวันเม่นนำลุมฝ่าจุ้มหักษาเม่นนำละลายจุ้มคอนตุมกันเนกลางเจอสารคัดการก่อสร้างฝ่ายเนื้อเม่นนำคง พบทบกันตีวันตาสาละหิมฝั่งน้ำคงในแก่กลางเมืองปั่นและเมืองตนเฮ็ดปางย้อนสู้ปั่นป้าเฮเม่น้ำคงไหลล่องไหลหลอดแล้วถางห่าง จุ้มแนงสารหักสารน้ำคงเซฟแต่เซเลวินเรเวนเน็ตเวิร์ก ออนโหจุ้มมอนยังยังแหลงลีซอดังพี่น้องใต้ปอดปุ่งป่าแคมเมืองตนนากองมูเมืองปั่นกุนเหงห่มกันซานคัดเฮ็ดฝายเนื้อแม่น้ําคงจัดเฮ็ดปางแก้วอุบลัดล้องน้ําคงลองสิงแวดล้อมเทินคือเผือใหม่ลิ้นน้ํากํายันกันเจ็มจื้อไหนนั่นจึงได้ปอดห่องก่อตามไม้ต้องวันแม่น้ําลมฝ่าไหนเสมวนที่13นั่นพี่น้องวันตาหลงเอิงหน้ามาขอ เลรังตรงต่างหิมห้อมจะเวงสีป่อโฮก้นหมอกปากปายคอนตุมกัน ในกลางเจอซานคัด การก่อสร้างไฟเนื้อแม่น้ำตูคำนี้เล่นลงมองจึงมาเตะโฮมกัน สร้างไฟเนื้อน้ำตูสามตีเนื้อเกณฑ์น้ำตูแลสีป่อตีหนึ่งตีตาลงตีหนึ่งหิมหนองเขียวตีหนึ่ง สังว่าสร้างไฟหิมวันตาลงในจึงอึ่งวันหิมห้อมวันตาลง โหก้นบอกหาเหงไปเตเลยค่ายปลายติวตันเศาเตตุ้มเตอร์สภาวะสิ่งแวดล้อมเลยดังเตอัมมีพรหลีปันสังบ่แม่ก้นมึงยินจมขอบใจอย่างน้ำค่ะอ๋อมาสงค่ะ င်ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါပရိသတ်များရှင်မြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိနေ့စဉ်ထုတ်လွှင့်တဲ့ရုပ်မြင်သံကြားစီစဉ်ကို RFA ရဲ့ Facebook စာမျက်နှာမှာလည်းတိုက်ရိုက်ကြည့်ရှုနိုင်ပြီဆိုတဲ့အကြောင်းအသိပေးရပါတယ်ဒီညအတွက်လွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားစီစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်